ဘောညာဆေးအလုံးမဲ့မင်္ဂလာပါအခုဒီဗီဒီယိုလေးကတော့အဲ့တော့ပေါ်နာတာဆိုရယ် grammar pattern ကိုရှင်းပြသွားမယ့်ဗီဒီယိုလေးပေါ့နော်အဲ့တော့ဒီအဲ့တော့ပေါ်နာတာဆိုရယ် grammar pattern ဒီဘလို့အခြေအနေမျိုးတွေမှာသုံးလဲဆိုတော့ကိစ္စတစ်ခုခုကအမှန်တကယ်လက်တွေ့မှာဖြစ်မလာပါပဲတကယ်ဖြစ်တော့မလောက်နီးပါအခြေအနေကိုရည်ညွှန်းတဲ့အခါမှာသုံးတယ်ဥပမာလဲကြတော့မလို့ဖြစ်ခဲ့တယ်ကားတိုက်တော့မလို့ဖြစ်ခဲ့တယ် သေတော့မလို့ဖြစ်ခဲ့တယ်အဲ့တော့တကယ်လက်တွေ့ကြီးလဲကြသွားလားဆိုတော့မလဲကြသွားဘူးတကယ်ကားတိုက်ခံရလားဆိုတော့တကယ်ကားတိုက်မခံလိုက်ရဘူးတကယ်တေဝါလားဆိုတော့တကယ်မတေဝါဘူးဒါပေမဲ့အဲ့လိုမျိုးသေတော့မလောက်နီးပါကားတိုက်ခံရတော့မလို့ဒီပါအခြေအနေဖြစ်သွားတယ်ဆိုရင်အူရာပေါ်နာတာကိုတုံးနေပါတော့ သူဒီ buff နဲ့ပဲတွဲသုံးပါတယ်အသက်ပိုင်ရင် ill ပေါ်လာတာသုံးပြီးတော့အသက်မပိုင်ရင် rap ပေါ်လာတာလေးသုံးတယ်နမူနာစာကြောင်းနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် owner 운전하다가교통사고가날뻔했어요ဒီနေ့ကားမောင်းရင်းနဲ့ကားတိုက်မှုရင်းတိုက်မှုဖြစ်တော့မလို့အဲ့တော့တကယ်ကြီးကိုက တိုက်မိသွားလားလူတယောက်ယောက်ကိုတကယ်တော့မတိုက်မိသွားဘူးဒါပေမဲ့အဲ့လိုတိုက်မိမလောက်နှီးပါဖြစ်သွားတယ်ပေါ့အဲ့ဒီမှာဆိုရင်ကောင်လေးကလမ်းဖြတ်ကူရဲထားပါတော့အဲ့တော့ကိုကကားမောင်းလာတယ်အဲ့တော့တိုက်တော့မတိုက်မိသွားဘူးဒါပေမဲ့တိုက်မိခံဒီအခြေအနေပေါ့နော်ဒီမှာနည်းနည်းလေးပဲကွာတော့တယ်မတိုက်မိခင်မှာကိုက break ကိုအုပ်လိုက်တဲ့အတွက်ကြောင့်မလို့တိုက်တော့မတိုက်သွားဘူးဒါပေမဲ့တိုက်မိမလို့နှီးပါအခြေအနေထိဖြစ်သွားတယ်ဆိုရင် ကျုံထုံးစားကိုကနာရပေါ်နေဆော်ရလို့တုံးနေငါကဒီနေ့ကားမောင်းရင်းနဲ့ကားတိုက်မှုဖြစ်တော့မလို့ဖြစ်တော့မဖြစ်သွားဘူးဒါပေမဲ့ဖြစ်ခံဒီအခြေအနေလေးပေါ့ပြီးတော့ရင်အချစ်မဲ့ဘောဆရနူချာပေါ်နေဆော်ရမနတုံးကဘတ်စကားလွတ်တော့မလို့ဖြစ်ခဲ့တယ်ဒီနေ့မှဆိုဘတ်စကားလွတ်သွားလားဘတ်စကားတော့မလွတ်သွားဘူးဒါပေမဲ့လွတ်တော့မလို့ဖြစ်သွားတယ်အဲ့တော့ကဘတ်စကားကြီးလည်းအရာ ားကလည်းထွက်နေပြီအဲ့တော့ကားဆရာကြီးနေပေါင်းခဏရက်ပေါင်းခဏရက်ပေါင်းဆိုပြီးအတင်းရက်ခိုင်းပြီးတော့ကုတ်ကက်ပြီးတက်သွားတယ်။ဟောအဲ့တော့ဘတ်ကားတော့တကယ်မလွတ်သွားဘူး။ဒါပေမဲ့နည်းနည်းလေးနှစ်ဆက်ကလောက်သာနောက်ကျသွားလို့ရှိရင်ဘတ်ကားလွတ်တော့မှာ။အဲ့လိုအိပယ်မျိုးပေါ့နော်။အဲ့တော့အစမဲဘောဆရနိုချယ်ပေါ်နေဆယ်မနက်တော့ကဘတ်ကားလွတ်တော့မလို့ဖြစ်ခဲ့တယ်။ဒါမှမဟုတ်လေမနက်တော့ကဘတ်ကားလွတ်တော့မလို့အဲ့လိုမျိုးပြောလဲရပါတယ်။ 길에서넘어질뻔했거든요.람마레자로물로핏도물로အဲ့တော့ဒီမှာဆိုရင်လမ်းမှာကဘုံဆိုပြီးတော့လဲကြပါလားလဲတော့လဲမကြသွားဘူးလဲကြကန်ဒီအချိန်မှာကအရှိန်လေးတစ်ခုခုထိမ့်လိုက်တယ်ပေါ့အဲ့တော့ကြောင့်မလို့လဲမကြသွားဘူးဒါပေမဲ့လဲကြကန်ဒီအချိန်นี่ဖြစ်သွားတယ်အဲ့တော့ကြောင့်မလို့ normal chill bonus ဆိုရောလို့မျိုးတုံးနေပေါ့နော် ဲ့တော့အရာပေါ်လာတာကျွဲခရမဘတန်ဒီဖိစာတစ်ခုခုကအမှန်တကယ်လက်တွေ့တော့မဖြစ်ပင်မဲ့အဲ့ဒီဖြစ်လောက်တော့မဲ့အတိုင်းတာနှီးပါအခြေအနေဒီရောက်သွားတယ်ဆိုရင်အရာပေါ်လာတာလေးကိုသုံးတယ်ပေါ့နော်နောက်ထပ်တစ်မျိုးအနေနဲ့သုံးလို့ရတာရှိရဲ့အဲ့ဒါပါလဲဆိုတော့ဖြစ်ပြီးသားကိစ္စတစ်ခုခုကိုချဲ့ကားပြီးပြောဆိုတဲ့အခါမှာသုံးတယ် ဥပမာမနေ့ကတငယ်ချင်းနဲ့ရုပ်ရှင်သွားကြည့်တယ်။တရေကသွားကြည့်တယ်။တရေကအရန်ကြောက်ဖို့ကောင်းတော့။အော်နောက်နေ့ကျတော့ပြန်ပြောတယ်တယောက်ယောက်ကိုပေါ့နော်။ယုံဝါကနော်မှုမှုဆော့ဝါဆော့ဂျူဂယ်ပေါ်နေဆော့ရောရုပ်ရှင်ကအရန်ကြောက်စရာကောင်းလို့တေတော့မလို့ပဲ။တေတော့မလို့အထီးဖြစ်ခဲ့တယ်။ဒါပေမဲ့ရုပ်ရှင်ကအရန်ကြောက်စရာကောင်းလို့ကိုကဘုံကနေတေသွားလား။တေတော့မတေသွားဘူး။ဒါပေမဲ့ဟို ချဲ့ကားပြီးပြောလိုက်တာပေါ့နော်ဟာငါအရင်ကြောက်လွန်းလို့လေတေတော့မလို့ပဲအဲ့လိုဒိတ်ပဲမျိုးဖြစ်ပါတယ်ယုံဟွားကတော့မူမူစောစောသူကဘောနပ်ဆာယောနောက်မှာอืม김치찌개가너무매워서죽을뻔했어요김치희야아연쌉로떼တော့မလို့ပဲဆက်ပြီးတော့떼တော့တကယ်မ떼와요ဒါပေမဲ့ ဆက်တဲ့အတိုင်းဒါကိုချဲ့ကားပြီးပြောတာပေါ့နော်အရန်ဆက်လုံးလို့သိတော့မလို့ပဲသိမလို့ထီကိုဆက်တယ်အဲ့လိုဒိဋ္ဌိမျိုးဖြစ်ပါတယ်နောက်ခုအနေနဲ့ပေါ့နော်ဒီအရာပေါ်နာတာခရမပတန်ကို at all york စမြောင်းဒါမှမဟုတ် at all york ထော်ရမြောင်းဆိုရခရမပတန်နေနဲ့တွဲသုံးလေးရှိပါတယ်ဥပမာဒီဟင်ဂီဖြိုးတဲ့ယေမေဟာဂျီအနတ်စမြောင်းဒီဟင်ဂီရမူထာပေါ်နေဆိုရော လင်းရင်လက်မှတ်ကိုသာကြုံမဝဲခဲ့ဘူးဆိုရင်လင်းရင်မစည်းရတော့မလို့ဖြစ်တော့မလို့လင်းရင်မစည်းလိုက်နိုင်မလို့ဖြစ်တော့မလို့ပေါ့နော်အဲ့တော့ဒီနေရာမှာဆိုရင်ရေမဲဟာကြည့်အနတ်စမြောင်းအော့ယော့စမြောင်းလေးနဲ့တုံးနေဒီဟင်ကြီးဖြိုးရရေမဲဟာကြည့်အနတ်စမြောင်းလေရင်လက်မှတ်ကိုသာကြိုပြီးတော့မဝဲခဲ့ဘူးဆိုရင်ဒီဟင်ကြီးတို့မထိုက်ပေါ်နဲ့ဆိုရောလေရင်မစည်းနိုင်တော့မလို့ဖြစ်တော့မလို့ အဲ့တော့ဆိုလိုချင်တာကဝယ်လေးလက်မှတ်ဝယ်လိုက်ပြီလို့တော်သေးရပေါ့နော်ကြိုဝယ်လိုက်ပြီလို့တော်သေးရပေါ့မဟုတ်ရင်လင်းရင် စီးလို့မရတော့ဘူးဒီနေ့ခီးသွားဖို့မဖြစ်နိုင်တော့ဘူးအဲ့လိုဒိတ်ပဲမျိုးတုံတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အရာပေါ်တာဒါ grammar pattern နဲ့ပတ်သက်ပြီးနားလည်လောက်မယ်လို့မျှော်လင့်ပါတယ်အခြေအနေ၃ခုရှိရပေါ့နော်ပထမအခြေအနေတစ်ခုကကျတော့အရာပေါ်တာဒါဒီကိစ္စတစ်ခုခုကအမှန်တကယ်လက်တွေ့တော့ဖြစ်မလာပြင်မဲ့ တကယ်လက်တွေ့ဖြစ်လာတော့မလောက်ဒီပါအချိန်နေအထိဖြစ်သွားတယ်ဆိုရင်သုံးတယ် almost နဲ့တူတယ်ပေါ့နော်လဲကြမလို့ဖြစ်ခဲ့တယ် um ကားတိုက်မှုဖြစ်မလို့ဖြစ်ခဲ့တယ်တေတော့မလို့ဖြစ်ခဲ့တယ်အဲ့လိုအချိန်နေမှာသုံးတယ်နောက်တစ်ခါကျတော့ဒီကိစ္စတစ်ခုခုကိုချဲ့ကားပြီးပြောဆိုရတဲ့အခါမှာသုံးတယ် နောက်ဆုံးတစ်ခုအနေနဲ့ကြတော့ဒါတွဲသုံးတဲ့ grammar pattern လေးကြီးပေါ့နော် at all york smyon at all york thora myon ဒီလို grammar တွေနဲ့လည်းတွဲပြီးတော့အတွဲအဆက်လေးအသုံးများတတ်ပါတယ်ဟုတ်ပြီအစရင်ဒီ grammar pattern လေးနားလည်မယ်နော်အစရင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်